ကင်းနီပြည်နယ်မိုးပြဲမြို့မှာထိတွေ့တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကအစိတ်ငွေလို့ယူဆရတဲ့ဖုံးတွေကိုအသုံးပြုတိုက်ခိုက်နေပါတယ်။နှင်းနှင်းသတင်းပေးပို့ထားပါတယ်ရှင်။ စ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်က အစိမ့်ငွေလိုယူဆရတဲ့ဘုံတွေအသုံးပြုတိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကမိုးပြဲကိုပြန်ရချင်တဲ့အတွက်လက်နက်ကြီးပစ်ခတ်တာ၊ဒရုန်းနဲ့ဘုံသီးချတိုက်ခိုက်တာ၊လေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေမှာအစိမ့်ငွေလိုယူဆရတဲ့ဘုံတွေအသုံးပြုနေတာလို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ကမေလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့မိုးပြဲကိုအပြင်းထန်စစ်ကြောင်းပြန်ထိုးနေတယ်ပေါ့နော်ဧပြီလနောက်ဆုံးပတ်လောက်ကနေစပြီးတော့အာနေတိုင်းဒီပါတိုက်ပွဲဖြစ်တယ်စစ်ကောင်စီဘက်ကလက်နေကြီးတွေပြခတ်နေတာမျိုးတွေရှိတယ်ပြီးရင်ဒီစေရေပြင်းမဖို့တဲ့နေရာတွေကိုလေကြောင်းနဲ့တိုက်ခိုက်တာမျိုးတွေရှိတယ်ပေါ့နော်မိုးပြဲမှာစိတ်ဝိအုံပြူပြီးတိုက်ခိုက်နေတယ်ဆိုတာကတော့မှန်တယ်ပေါ့နော်စစ်ကောင်စီဘက်ကပြခတ်တဲ့လက်နေကြီးတွေနောက်ပြီးတော့ drop ball တွေ drone ball တွေချတဲ့ခါမှာဟိုအစိတ်ငွေတွေကတော့ဒါရှူရှိုင်းပြီးလို့ရှိရင် ်အရင်အစိမ့်ဝိတ်တောင်းလုံးကဟိုခံစားရတဲ့မူရတွေအော်အန်တာတွေစတဲ့ဖြစ်ပေါ့နော်အဲ့ဒီလက္ခဏာတွေကိုပြန်ပြီးတော့ခံစားရတယ်ပေါ့နော်မိုးပြင်းကိုထိန်းချုပ်ပြီးလေကော်မျိုးနဲ့ကရင်တွေကနေမြေတွေကိုပြန်လည်ဆိုးမိုးနိုင်ဖို့အတွက်စစ်ကြောင်းထိုးလာတာ6လကျော်နေပြီးဧပြီလနောက်ဆုံးအပတ်ကနေဒီနေ့အထိနေ့တိုင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျာ နာစီကောင်းစီရည်တချို့အရာကိုအပြစ်တာတက်ခိုင်းနေရတဲ့နေရာတော်တော်များကိုဆင်းငွေပုံစံမျိုးမျိုးပေါ့နော်တုတ်ခဲ့တဲ့အတွေ့အကြုံရှိတယ်။နောက်တက်စီရမိတဲ့လက်လက်ခဲရမျိုးမျိုးကြောင့်ထင်ပါတယ်ခဏပြောတော့အဲ့ဒီမျိုးဆင်းငွေမျိုးကြီးထွက်တဲ့ပေါ့နော် လက်လက်ကြီးကြီးဆန်းနေလဲအတိတ်မြတ်ရှိတဲ့ရှိလို့ပေါ့နော်နောက်ပြီးတော့မှဒီ drone တွေကတဆင်းကျဲတဲ့ဟာတွေပေါ့နော်အဲ့ဒီကနေရလာတဲ့တချို့ဒီအချက်လက်ပေါ့နော်ကြီးချင်းဖြစ်တော့စီကောင်းစီရတော့တုံးတာကတော့ကျွန်တော်ကတော့မှတ်ချက်ပြုလို့ရပါတယ် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဘက်ကလည်းထိခိုက်ကြဆုံးတာတွေရှိတယ်လို့တော်လိုင်းရင်အားစုဘက်ကလည်းထိခိုက်ကြဆုံးတာတွေရှိနေပါတယ်။ ဆီယနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီတပ်ကိုစန့်ကျင်တော်လှန်မှုအားကောင်းတဲ့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊စကိုင်းတိုင်းနဲ့ကရင်ပြည်နယ်တို့မှာစစ်ကောင်စီတပ်ကဓာတ်ရုပ်အစိမ်းငွေတွေပါတယ်လို့ယူဆရတဲ့ဘုံတွေကိုအတုံးပြုတိုက်ခိုက်နေတယ်လို့မြေပြင်သတင်းတွေရသိရတယ်လို့စစ်ရေးလေ့လာတဲ့အဖွဲ့တွေကလည်းထုတ်ပြန်ထားပါတယ်။ဒီမှာနင်းနင်းမှာ